ထိုင်းနိုင်ငံစင်္ဂလာပူရီမြို့နယ်အတွင်းမှာအထောက်ထားမဲ့မြန်မာနိုင်ငံသား80ကျော်ဖမ်းဆီးခံခဲ့ရကြောင်းထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းတွေရသိရပါတယ်။ပြီးခဲ့တဲ့မေလ6ရက်နေ့မနက်စောပိုင်းချိန်ကထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဖျားသုံးသူဒေသကနေတရားမဝင်နေဆက်ဖြစ်ကြောဝင်ရောက်လာတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသား82ဦးကိုထိုင်းစစ်တပ်နဲ့ထိုင်းလူမျိုးရေးတပ်ဖွဲ့တွေကစင်္ဂလာပူရီမြို့နယ်ဒေါ်နေဇန်နေရာတွေမှာအစုလိုက်အပြုံလိုက်ဖမ်းမိခဲ့တာဖြစ်ပါတယ်။ထိုင်းစစ်တပ်စူရာစီအထူးတပ်ဖွဲ့မှာ စံကလင်မြေနီးစောင့်ကြည့်စစ်ဆေးခဲ့ရာတရားဝင်ဝင်လာတဲ့ထောက်ထားပိုင်းမြန်မာနိုင်ငံသားတွေကိုဖမ်းဆီးတိုင်ခဲ့ကြောင်း၎င်းတို့ကိုဥရီနယ်ကြီးစီစစ်ပြီးစံကလာပူရီရက်စကန်ကိုလွှဲပြောင်းပေးခဲ့တယ်လို့စံကလာပူရီရက်စကန်ကိုလွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။အဖက်ခံသူတွေဟာမြန်မာနိုင်ငံဖျားတုံးသူမျိုးကနေထွက်လာပြီးထိုင်းနိုင်ငံအတွင်းအလုရှာဖွေလုပ်ကင်မှုလူပွဲသားတွေကိုတဝူးလျင်ဘက်တပေါင်းခွဲကနေ2000ခွဲအထိပြေးချရပြီးမော်တော်ဆိုင်ကယ်တွေနဲ့နေဆက်ကိုလက်ပတ်ဖြတ်ကျော်ခဲ့တဲ့တောဆက်တနေရာမှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဖျားတုံးသူဒေသမှာကြားဖြတ်လုပ်ငန်းမှုရဲ့စေဝါ လူကုန်ကူးမှုလုပ်ငန်းတွေနဲ့လုံခြုံရေးအတွက်စူရာဝီအထူးတပ်ဖွဲ့ဟာနေဆက်တလျှောက်တပ်ဖြတ်ပြီးဆက်လက်မပြတ်စောင့်ကြည့်လျက်ရှိပါတယ်။